ီဗီဒီယိုလေးကိုဘာလို့ဖွင့်ပြတာလဲဆိုတော့မိဘတွေရဲ့မေတ္တာကိုမြင်စေချင်လို့ပါအများအားဖြင့်တော့မိဘနဲ့သားသမီးဆိုရင်မိဘကပဲအဲမေတ္တာကိုပို့ပြီးတော့ပေးတာများတယ်ပေါ့နော်အခုဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်လည်းနှစ်လနှစ်နှစ်တိတိစကားမပြောကြတဲ့တာဖားနှစ်ယောက်ဈာတွေကမေတ္တာကိုမြင်ရမှာဖြစ်ပါတယ်သမီးဖြစ်သူကနှစ်နှစ်လောက်ရှိပြီတဲ့ဥကစိတ်ဆိုးနေတာတဲ့သူယောက်ျားယူသွားလို့ဟုတ်လား အာအဖေမွေးလေးမာတဲ့အဖေကိုလက်ဆောင်လေးပေးပေးပါဦးတဲ့စိတ်ပြေပြေတာတော့မပြေသေးဘူးလူရည်မှုဆိုတာသူတို့တွေလည်းကုဒီကပြောပြတာလေပြောပြတာဘယ်လိုကြောင်ပြောပြဆိုယူတာယူမှာဆိုရင်မယူနဲ့လို့မပြောဘူးလေကိုသားသမီးတွေကမကြည့်လို့သွားလောက်သားတာသွားလောက်သားအေးယူခြင်းတဲ့သူအခုသမီးတယောက်လည်းရှိသေးတယ်ပြန်လာခဲ့။နော်ဟိုဘယ်လိုပဲဖြစ်ဖြစ် ယူမန်းငယ်ကိုအဖေကခွင့်လွတ်တယ်ငါသားသမီးကြီးယူတင်တယ်လို့ယူတာလေအဲဒါပေမဲ့ဟိုလူများငယ်မှာပါလို့နေယူတယ်ဟိုအဖေသဘောမကျဘူးအမောဟောကို့နေမှာကိုပြန်ယူတာယူဘာမှမပါပါပါအဖေသဘောမတူဆိုတယ်လူကြီးဘူးဤလိုမျိုးလုံးနဲ့ကြည့်သားရည်နဲ့ဒီတိုင်းပြောတာယူမလားသူမသားရောက်မရဟိုတမမမရမမတော့ပေါင်းရမယ်ဟိုမရှိရရှိတာတော့ မင်းမျက်လုံးနဲ့ကြည့်ဟိုမတက်မတက်မလဲမင်းတို့မျက်လုံးနဲ့ကြည့်မယူနဲ့လို့မပြောဘူးအခုတန်းတယောက်အိမ်အောင်ကြပါရဲ့အခုသမီးတယောက်အိမ်အောင်ကြတယ်နောက်တန်းတယောက်ကြံနေရသမီးတယောက်ကြံနေဒါပေမဲ့မယူနဲ့လို့အဖေမပြောဘူးယူကြဟိုအဖေတို့လည်းယူလာတာပဲမင်းတို့လည်းမပိတ်ပြီဘူးနော်ဟိုမင်းတို့အသက်ရွယ်ရောက်လာယူဟိုအခုသမီးကိုလည်းဟိုဘယ်လိုကောမို့သူကလည်းကို့စကားမပြောရဲဘူးကိုယ်ကလည်းသူ့ကို သူဖုန်းခေါ်တာနဲ့သူ့အမေပဲပြီးတာခေါ်လဲစကားလဲမပြောဘာလို့လို့ဆိုတော့သူတို့အပြစ်သူတို့ပြည်ရလေနော်ကိုကိုရီးယားသူတို့ဘယ်လိုနဲ့သဘောမတူပါဘူးလို့မပြောဘူးအလောက်လောက်တာတော့မှနောက်တမိကြီးမသွားနဲ့နော်ယောက်ျားလေးတွေတော့အဖေမခိုင်းဘူးနော်အဲရမပြောရင်ပေါ့ဘူးအေးပေါ့အဖေဆိုတော့စိတ်ကြမကောင်းတာအဖေဖြစ်စေချင်တာဘလို့ဖြစ်ဒီကိုပြန်လာပြီးတော့လတ်တောင်း ့ဘောနော်သမီးရှင်ဆိုတော့အဲ့လိုဖြစ်စေချင်တာလေနားလည်ပါတယ်လို့မျိုးလဲအမအဖေကိုချော့တဲ့နေနဲ့သမီးကအမအသေးမူနေပါရဲ့တော့အဖေမဖေကိုချော့တာတဲ့ဒါလေးကတိတ်မုတ်လေးဖေး ဒီပေါ်သူကပြောမယ်ဆိုရင်ဖေရဟိုကြိုက်တာကြိုက်ပေါ့နှောပြန်လာမှယူကြပေါ့အဲ့လိုမျိုးလေးဖြစ်ရအောင်ကြတော့ဘလို့ကမို့ဆိုတော့ဟိုတာသမီမရှိဘူးနော်အခုမင်းကလေးဆိုတာမျိုးတော့သူတာသမီကိုတာသမီကလိုပဲပြတမင်္ဂလာပဲရှိတယ်နော်ကျွန်တော်တို့အခုမြန်မာပြည်ကျွန်တော်တို့ကတော့ဒီကောင်ကြီးရှိရတယ်သူကလည်း တာအောင်လို့တော်တော်လုပ်ရတယ်။ယောက်ျားလေးမူရဆိုတာဒီကမှတာဝန်ရှိတယ်။ဒါပေမဲ့ဟိုဘုဘဲမိပါလည်းအခုလာမလုပ်ဘူးလာမပြောဘူးလားဆိုတော့လာပြောပါလား။ဒါပြောရင်လည်းဟိုဒီမော်ဟိုကိုယ့်ရဲ့ချိန်မှာတော့အိမ်နဲ့ဦးနဲ့ဒီလုပ်ပေးရတာမဟုတ်တဲ့အတွက်ကိုယ်စိတ်ငေါ့တာ။ဒီပေါ်ကြီးရွာမှာစောက်ပူဆူတာပါမို့။ ဒီပေါ်အမှန်တကယ်သူတို့နှစ်ယောက်ပြန်လာတဲ့နဲ့ပြန်လာပြီးတော့အဖေစီကိုလာတောင်းပြီးတော့မှပြန်တက်သွားပေါ့နော်။ဟုတ်လူဝဲပြီပြပါယူပြီးမှတော့ပြပြီးမှတော့ပိုတဲ့ဥစားဆိုလာတော့ကြားရတော့မပြောတော့ဘူး။တော့ဒီဝဲလည်းဗန်းလေးကလာတော့ကြားပြီးတော့လိုင်းမောင်းတရားမှာရပါတယ်လမ်းရင်းရှာတယ်လေအမေနဲ့ဖေးထားတယ်လေဟိုကတော့အုံးလားလူတို့ရဲ့အဆင်ပြေကိုလေးကပြန်ဝင်တာပါ อาพี่ก็โดนอ่ะเดี๋ยวอาพี่งาติ้งเนาะมีทายมามาไล่ตาเลยสิเดี๋ยวยังพัดปะละဖေနဲ့မိဖို့တဲ့ကာယကံဝစီကံမနောကံတဲ့တဘာဘာသောကံဖြစ်တဲ့ပြမကျူးလွန်ခဲ့တာရှိရင်တဲ့ခုလွန်ပေးပါအဖေတဲ့မွန်ဒီမဆပြီးနောက်နှစ်ပေါင်းများစွာတဲ့အသက်ရှင်ကြမှာပါစေတဲ့ မိကိုလည်းလှုပ်ပေးမယ်ပြောထားတဲ့ကတိတိုင်းနဲ့တမီးဖြည့်စည်းပေးနိုင်အောင်ကြိုးစားပါမယ်နော်တဲ့အဝေးကနေဖိနှက်မိကိုကတော့လိုက်ပါတယ်တဲ့ပြောမဆိုမှရှိခဲ့ရင်လည်းခွင့်လွှတ်ပေးပါနော်တဲ့အေးငါတမီးရဲ့ဘူးလို့ကတော့ရတဲ့အကျိုးအကြောင်းသိမ်းချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေညီဖေကတော့စိတ်မကောင်းလို့သူပေးမှာမဟုတ်ဘူးဒီပေါ်ဖေကနှမျောတာမေ ဖေတခုခုပြောနေတာလေးရှိသေးလားပြောပါဦးသူတို့ဒီလေပတ်ဆံအလုတ်ကန်นี่လဲစင်ပြေပါသေးလို့ပြောလိုက်ပါဦးဖေသာကိုကျင်းလာပါတယ်ဖေရပတ်ဆံရှိဖို့မရှိဖို့အဓိကမဟုတ်အမိကိုနှမျောတာ တော့သိချင်းသူဖေအလုံးလုံးသွားကြရသူကတော့ကိုမမရှိလို့လုံးလုံးဖတ်မယ်ဆိုပြီးဖတ်သွားတာ။သူဖေမသွားနဲ့သူတားရတော့မခံဘူးပြောတာ။ Hi Yopin Happy Birthday Wine Shop ပြောတော့